ဘာအီဥရွှေတောင်မော်ရဲ့ကိုရီးဖျက်စမ်းကျဇလန်းကိုကြားလိုက်ရတော့ကွယ်လွန်သူကျွန်တော်ရဲ့ဦးလေးအရင်ခေါက်ခေါက်ဥကျော်ခင်ကိုပြေးပြီးတော့သတိရလိုက်ပါတယ်ဗျာဦးလေးကျော်ခင်ကလည်းကာယတိတ်ထိအစွမ်းရှိတဲ့အုံအမြင့်တွေကိုရခဲ့တာဗျာတသက်လုံးပွဲတိုင်းမှာပြဿနာရှာရန်ဖြစ်ပြီးလို့ရှိရင်တော့ဦးလေးကျော်ခင်မှာအရိုက်ခံရပါတယ်ကွယ်တဲ့အခါလဲကွယ်ပေါက်တဲ့အခါလဲပေါက်နေပါ ကျိုးတဲ့အခါလဲကျိုးခဲ့ပါသေးတယ်။ဟောဦးလေးကျော်ခင်တို့ဖုံးမိနေလာတောက်ပကျင်တော့ဒီနေ့မှာတော့ကျွန်တော်ရဲ့အဖိုးဥပိုးကအိမ်တွင်းမမဟာဂီရီနတ်အုံးကိုဆွဲဖို့အတွက်အစ်စ်လဲလိုက်ပါတယ်။အုံးဒီအောင်ကိုခွဲပြီးထညက်လေးနဲ့စားမယ်ဆိုပြီးတော့အုံးဒီကိုလည်းခွဲလိုက်ရောအုံးဒီထဲမှာအုံးဒီတေးသေးလေးတစ်လုံးမမျောလိမ့်မယ်နဲ့တွေ့လိုက်ရပါတယ်။လက်မတစစ်စာလောက်ပဲရှိတာပါ။မမပြောင်ပြောင်တေးသေးလေးပါတိုးပဲမဲ့လဲအုံးကြီးကြီးပုံစံအတိုင်းပါပဲတိလိုက်ပါပြီဒါဟာအုံးမြူတွေပါပဲအုံးမြူတွေရပြီကွာအုံးမြူတွေအုံးမြူတွေဆိုတာကတော့ကာယသတိမှာစွမ်းတယ်လို့ကြားဘူးပါတယ် ထိုးလို့ကြိတ်လို့ရိုက်လို့မကွဲဘူးလို့လည်းဆိုပါရယ်ဟိုမဟုတ်သိကျင်လို့လေးဘက်လုံးနဲ့နွားတင်းငုတ်ထဲမှာပေပေါ်ကိုအုံမြူတေလေးအဝတ်နဲ့ထုတ်တင်လိုက်ပြီးတော့တူအကြီးနဲ့ထုချလိုက်ပါရယ်ထုံငနဲဆိုတဲ့အတန်နဲ့အတူအတန်သာမြည်သွားပြီးတော့တူဟာခုံထွက်သွားခဲ့ပါရယ်အုံမြူတေကတော့မကြည်သွားခဲ့ပါဘူးမကွဲသွားခဲ့ပါဘူးအဲ့ဒါနဲ့နောက်တစ်ချက်အားရပါရထပ်ပြီးတော့ထုလိုက်ပါရယ်ဖောင်းငနဲဆိုပြီးတော့ပြန်ခုံထွက်သွားခဲ့ပါရယ်ထုတ်ထားတဲ့အဝတ်အစားကတော့ပေပေါ်မှာတူစာမိပြီးတော့ကျေမွသွားခဲ့ပါပြီ။နွားတဲရဲ့ကာနဲ့ထိပ်ပြီးပြန်ကြလာတဲ့အုံမြူတွေကိုစစ်ဆေးလိုက်တဲ့အခါမှာတော့ အပွန်းပဲ့တော့မရှိပါဘူးဘာနာစာမှလည်းဖြစ်မသွားပါဘူးဟုတ်ပါပြီတထစ်တော့အောင်ပါပြီအဲ့ဒါနဲ့ပဲအုံမြူတွေကိုညာလက်နဲ့ဆုပ်ကင်ပြီးတော့နွားတဲတိုင်နဲ့သူ့ခေါင်းနဲ့ပြေးဆောင်လိုက်ပါတယ်ဒရုံနှုံးနဲ့ကိုပြေးဆောင်နေရပါ အောင်မီကွာအောင်မီတာဟန်ရအောင်မီအဘိုးဟာသူ့ရဲ့သားကျွန်တော်ရဲ့အဖေကိုအဲ့လိုမျိုးပြောရင်းကနေဝဘိုးတိုင်တွေကိုဘယ်လက်သီးတွေနဲ့ပြပြပြီးတော့ထိုးနေပါတယ်။နွားတင်းကုတ်ကြီးတစ်ခုလုံးတော့လှုပ်ခတ်နေပါတယ်။အဘိုးရဲ့လက်တွေကဘာမှဖြစ်မသွားခဲ့ပါဘူး။အဘိုးရဲ့ဥကောင်းကလည်းဖူးရောင်တာတွေပောက်ပြဲတာတွေမဖြစ်ခဲ့ပါဘူး။အဘိုးဝမ်းသာသွားခဲ့ပါတယ်။အဖေကလည်းတော်တော်လေးကိုဝမ်းသာသွားခဲ့ပါတယ်။အုံးဒီအလုံးတစ်သိန်းမှာအမြုတွေတစ်လုံးပါနိုင်ပွဲရာမရှိပါဘူး။အခုကတော်တော်လေးကိုကန်ကောင်းလို့ရခဲ့တာပါ။အဲ့ဒီအုံးမြုတွေပစ္စည်းကိုတော့အဖိုးရဲ့သားငယ်ဦးလေးကျော်ခင်ကရယူသွားပြီးနောက်ပိုင်းမှာ ော့အဖိုးတို့တွေကငွေကိုယော်လဲရတာမှတောက်တောက်လဲပါပဲအကြိမ်မောင်းကိုမနှဲလာပါဘူးထောင်ကြမှာဆိုလို့ခြေောက်ဖက်ပြီးတောင်းပန်ရတာလည်းအကြိမ်မောင်းမနှဲပါဘူးဦးလေးကျော်ခင်ကအဲ့ဒီအုံဝမြုတ်တွေအစွမ်းနဲ့စိုးခဲ့ရမ်းခဲ့ကလေးစားခြေခဲ့တာတွေပါတစ်ချိန်တစ်ခါတော့ငါသူ့ရဲ့ပေါ်မှာအနိုင်ယူခဲ့အနိုင်ကျင့်ခဲ့တဲ့သူတွေမှန်တယ်များကိုအကုန်လုံးပြန်စော်ပြီးတော့တီးထုတ်လိုက်ပါတယ်ကျော်ခင်ကိုဝိုင်းရိုက်တော့ကျော်ခင်ကပွန်းအောင်မပွန်းပေးခဲ့ပါဘူးဒုံးလောက်ဓာလောက်ကိုလည်း तू ဟာစာမဖွဲ့ပါဘူးတစ်မျိုးလုံးတစ်ရွာလုံးတော့အံ့ဩကြရပါတယ်သူရိုက်ခဲ့တဲ့များကိုငွေတော့ပိုက်ပြီးတော့လိုက်ယော်ခဲ့ရပါတယ် ခြေတလုံးဖက်ပြီးလဲတောင်းပန်ခဲ့ရပါတယ်။အဲ့ဒါကာယတိတ်ထိဝင်ပစ္စည်းရဲ့အကျိုးပါပဲ။နောက်ဆုံးတော့လဲဦးလေးကျော်ခင်ခံလဲရတာပါပဲ။သူ့ကိုပညာပေးသွားတာတော့မိမတယောက်ပါ။အဲ့ဒီမိမနဲ့အိပ်ပြီးနောက်ပိုင်းမှာတော့ဦးကျော်ခင်ဦးကောင်းကသွေးချင်းချင်းရဲခဲ့ရပါတယ်။ခါတိုင်းကျရင်ငါမကွဲပါဘူးကွာ။ဓာတ်နဲ့ခုတ်လို့ရှိရင်ဓာတ်သာခုန်ပြထွက်သွားတာဒီတချီချက်မှဘာလို့ငါခေါင်းကွဲပြီးတော့သွေးချင်းချင်းရဲလို့စေးုံရောက်ခဲ့ရလဲငါမှာအဲ့တုန်းကငါဘိုးရဲ့အုံအမြုတ်တွေအင်ကြီးအိတ်ကထဲမှာရှိနေရတာ ਨੇ ငါဘာများမှားသွားလို့လဲအဲ့လိုမျိုးစဉ်းစားနေခဲ့ပါတယ် ။အဲဒီနောက်မှာတော့အင်ကြီးအိတ်ကတ်ထဲကလက်ကင်မွာနဲ့ချီနောင်ထုတ်ထားတဲ့အုံအမြုတွေကိုပြန်လည်စစ်ဆေးကြည့်ရှုလိုက်တဲ့အခါမှာတော့ဟာမြတ်စွာဘုရားငါပွဲချင်းမိမသေးတာအလွန်ကံကောင်းလို့ပါလား။အဲ့လိုမျိုးမတာစဘူးမျက်စွာဖျားကိုမမက်ရရတလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့ဖြည့်ကြည့်လိုက်တဲ့အခါမှာလက်ကင်မွားထဲမှာရှိနေတာကသူ့ရဲ့အဖိုးရခဲ့တဲ့သူဆောင်နေကြအုံအမြုတွေမဟုတ်တော့ပါဘူး။အခုသူ့လက်ထဲမှာရှိနေတာကကွန်းသီးချမ်းတစ်ချမ်းရယ်ပါ။မတာမောက်ကွာငါ့ကိုလှုပ်သွားပြီ။ အရီချင်းကနေစပြီးတော့ဦးလေးကျော်ခင်ကလည်းအရင်လိုမျိုးမဆိုးရဲမကြမ်းရဲတော့ပါဘူး။နည်းနည်းလေးသတိနဲ့နေသွားခဲ့ပါရယ်။မိမဖြက်လို့ပြည်ပြက်မပြက်တော့မသိပေမဲ့လည်းမိမဖြက်လို့အသက်မထွက်သွားတာကတော့ကံကောင်းတယ်လို့ဆိုရမှာပါ။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီ။ဇလန်လေးကိုစောနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါရယ်။မူရင်းရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။